ခက်ခဲမာနဲ့ဒီဟာဥတော်မိသားစုအတွက်အခုလိုနေမျိုးသမင်းအတူလက်ဆောင်စားမယ်နေမျိုးချိပါမလားပြန်လေအစဉ်ပြေပါမလားဆိုပြီးတော့ပြည်သူတွေကစိတ်ပူခဲ့ကြပါမယ်စက်သိမ်းမှာဘလိုမျိုးဖြစ်မလဲလို့စိတ်ပူခဲ့ကြပါမယ်အခုလိုမျိုးမိသားစု၃ယောက်ပြန်လေအစဉ်ပြေပြီးတော့သမင်းလက်ဆောင်စားတဲ့ဇဝင်ခန်းလေးကိုပြည်သူတွေမြင်တွေ့ရတဲ့အခါမှာပြည်သူတွေအင်မတန်မှစိတ်ချမ်းမြေမှုရရှိခဲ့ကြပါတယ် ဒါရီအလုံးဟာလေခိခဲမာရဲ့စွန့်လွတ်အနစ်နာခံမှုတွေကြောင်းပါပြီ။ဒီဟာဦးရဲ့မရင်ငယ်ကဒီဟာဦးကိုချစ်လို့ကတ္တာတော်မဟုတ်ဘူးနော်။ဒီဟာဦးစီကပတ်စံလိုချင်တာပတ်စံရရင်တော့နော်သူကအေးဆေးပဲနော်ဒီဟာဦးကိုလည်းလက်လွတ်နိုင်တဲ့အနေထားမှရှိတယ်။ဆိုတော့ခိခဲမာကမရင်ငယ်ကိုပတ်စံနော်လိုချင်တယ်လို့ပြီးလိုက်တယ်ဆိုတော့ဒီဟာဦးကိုသူပြန်ရရပေါ့နော်။ဆိုတော့ခိခဲမာအနေနဲ့ဒီဟာဦးအပေါ်မှာအရင်လိုမျိုးကောင်းမွန်မွန်ဆက်ဆံတော့မှာတော့မဟုတ်ဘူး။ လူတယောက်ကအယံယုံကြည်ထားတဲ့အရာပေါ်မှာနော်အဲ့ဒါကိုချိုးဖောက်လိုက်ရင်အဲ့ဒီလူတယောက်ကိုပြန်လဲယုံကြည်ဖို့ဆိုတာအင်မတန်မှခက်ခဲပါတယ်အခုလေခက်ခက်မှာကအဲ့ဒီအတိုင်းပါပဲဒီဟာဥကဘလောက်ပဲတော့ခက်ခက်မှာအပေါ်မှာပြန်လဲပြီးတော့နော်အမာရေပဲပြောပြောနော်မိမာရေပဲပြောပြောချစ်တယ်ပဲပြောပြောနော်ခက်ခက်မှာအနေနဲ့ဒီဟာဥအပေါ်မှာယုံကြည်မှုပြန်လဲပြီးတော့အရင်ကနေပြန်လဲယုံကြည်ဖို့ဆိုတာကတော့လုံးဝလုံးဝမဖြစ်နိုင်တော့ဘူး ခက်ခက်မှာခင်ဗျာမှာသားလေးမျက်နှာငယ်ရမှာဆိုလို့နော်ဒီဟာဦးကိုပြန်လဲလက်ခံနေပြန်လဲပေါင်းသေးနေဒီတခါကျတော့ခက်ခက်မှာသာမကယ်လို့ရှိရင်ဒီဟာဦးရဲ့ဘဝကနော်ဒါအများတခါရေနှာခေါင်းရှုံတဲ့ဘဝမှာနေထိုင်ရတော့မှာဖြစ်တယ်ဒါပေမဲ့ခက်ခက်မှာကသူတို့မိသားစုလေးရဲ့ဘဝကိုအကောင်းဆုံးပြန်လဲပြီးတော့နေထိုင်နိုင်အောင်ပြန်လဲကြိုးစားရီးနော်အရင်ကလေသားလေးနဲ့မနေထိုင်ခဲ့ရတဲ့ခါကျတော့သားလေးတို့နော်ကောင်းမွန်ပြီးဆက်နေထိုင်ပြရီးရှိမှာဘာတွေဖြစ်လာအောင်မလဲမသိပါပဲ။ တခေတ်မှာကတော့ဒီဟာဦးကိုလေးကဲတင်နေဒါလေးကိုလေးအကောင်းဆုံးစောင်းလျှောက်တယ်အခုလိုမျိုးသုံးယောက်ရဲ့နော်မိသားစုသမီးဝိုင်းလေးပြိတ္တိကပြန်မြင်ရတဲ့ခါကျတော့အရန်ရောက်ကိုပြိတ္တိကပြောအရှင်နေခဲ့ကြပြီလေဖြစ်ပါရဲ့နော်မနေ့ကတော့လုံးဝထင်မှမထားတဲ့ PSN ကြီးမြန်မာနိုင်ငံမှာဖြစ်သွားခဲ့တာကြောင့်တိုင်းကလုံးဝလေးအောင်းအောနေကြပါပြီမန္တလေးမှာရှိတဲ့တကူကြီးမှာမြတ်မှုနေဖျားကြီးသူဟာသူ့ဌာပနာတွေထွက်ချလာတာဖြစ်တဲ့တော့တိုင်းကလုံးဝထိတ်လန့်နေကြပါ ဘာနမိတ်လဲဆိုပြီးတော့တော့အောင်းအောနေကြတာပါမနေ့ကကျွန်တော်ကြားရတာစစ်ကောင်စီအတွက်လက်နက်ဝယ်ယူပေးနေတဲ့ပွဲစားဖြစ်တဲ့နိုင်ထွန်းအောင်ကပေါ့နော်ကျွန်တော်တို့မာမျက်မှုလူဖျားကြီးကိုရွှေသုံးပိတ်တာနဲ့စက်သိန်းပေါင်း2ပေါင်း6000ဟောဒူတမှုပြုလုပ်ခဲ့ကြောင်းကြားသိရပါတယ်ဒီလိုပဲစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေဟာအများရန်ပဲနော်စစ်ကောင်ဆောင်တွေအများရန်ပဲအလူဒါနာတွေဘာသာရေးဘန်းပြပြီးတော့လုပ်လို့ရှိမကြပါဘူးမနေ့ကမာမျက်မှုလူဖျားကြီးကနော်ကျွန်တော်နမိတ်တွေပြလာပြီးတော့ တို့ရဲ့အလှူဒါန်မှုကိုလက်မခံဘူးဆိုတဲ့အချက်တွေပြလာစကြောင်းဒေသခံတွေကတော့ပြောဆိုနေကြပြီလေဖြစ်ပါတယ်။မေအောင်လိုက်တို့ဟာလူရီပေါင်းများစွာတော့ထောင်ကြီးတက်တယ်။ဒါမဲ့ရေဒီယာပြန်ချီတယ်။ဒါကြောင့်မလို့ပါမဖြစ်နိုင်တာလားတော့မသိဘူးနော်။ကျွန်တော်တို့လူပါလူတက်တာထက်ကုသိုလ်လုပ်တာများလို့လားနော်ကျွန်တော်မသိတော့ဘူး။ဘာကြောင့်ဆရာတော်ဖျားကြီးဟောသလိုစစ်သားတယောက်ကားတဲ့လူပဲနှောင်းပဲတက်တက်ပေါ့နော်ကျွန်တော်တို့သူဟာဒီခါနီးမှာတော်တာမှန်ဖြစ်သွားပြီဆိုရင်ဟောငရေမချတော့ဘူးအဲ့လိုပြောပါတယ် ချို့သောလူတွေဘလောက်ပဲတသက်လုံးခုသူလှုပ်လို့ပေါ့เนาะကျွန်တော်နောက်ဆုံးမှာဒါငရေရောက်သားတွေသူလေးရှိတယ်ပေါ့တော်လေးထူးဆန်းပါတယ်เนาะကျွန်တော်ဘုရားဘာသာကဆိုတော့အခုကလူဘလောက်ပဲတသက်ကုသူပြန်လှုပ်လို့ရှိရင်ပြန်ကြည့်တယ်ဆိုတော့ကျွန်တော်လူသားတွေအတွက်မတရားဘူးများ ဖြစ်နေသလားเนาะကျွန်တော်မသိတော့ဆိုတော့ဒီကလေးဝန်နေရပါတယ်เนาะသူနဲ့တီဟာဦးမိခင်ချိန်တုန်းမှာတော့သူ့ကိုရမ်းချစ်တယ်ပြောတယ်ဟလား ဒီဟာဥကသူ့ရဲ့ကာမနော်လိင်ဆန္ဒပြည့်စုံဖို့အတွက်လိင်ဆန္ဒပြည့်ဝဖို့အတွက်ဆိုရင်အဲ့ခါနေ့ကျရင်တော့ချစ်တယ်ပြောတယ်အခုတော့တဲလေးကိုမချစ်တော့ဘူးလားဘာလားနော်မင်းငယ်ကိုယ်တိုင်ကပြောပါပြီအခုဒီဟာဥကသူ့မိမအိမ်ကိုလည်းမပြန်ရဲတော့ဘူးခက်ခက်မှအိမ်သွားပြီဆိုရင်လည်းမင်းငယ်ကတကောက်ကောက်လိုက်ပြီနော်မင်းငယ်စီမှာပဲအခုကတ်တွင်နေရတဲ့ဘဝရောက်နေပြီနော်ဒီဘဝဝင်ချင်းအတိုင်းဝိုင်းပါလေလူတွေကတီးကုန်ပြီ အခုချိန်မှာဘီဟာဥကတော့ခွေးဖြစ်ပြီနော်သူရဲ့သားလေးကိုယ်တိုင်ကလေအဲ့ဒီအကြောင်းအရာတွေကိုနော်သူ့ဖေကဖောက်ပြန်ခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုဘီဟာဥကတိမာအရန်ရန်ကိုစွရင်နေပြီးတော့နော်အိမ်ကိုပြန်သွားပြီးတော့ကက်ကက်မာဟုတောင်းပန်နေလို့တော့လေတောင်းပန်မယ်လို့တော့လေနော်အနောက်ကနေမင်းငယ်ကတကောက်ကောက်နေနော်သဲလေးကိုမထားခင်းနဲ့သဲလေးကိုမင်းညာကအိခါနီးကြတော့ချစ်တယ်ဆိုပါညာပြောပြီးလေနော်ဆိုတော့အဲ့ဒါကိုသာကြည့်ကြတော့နော်သူဖောက်ပြန်နေသူက အဲ့ဒီကနေလုံးမြောက်ဘူးဆိုတာလုံးဝလုံးဝဘူးမလွယ်ဘူးတော့ဘူးဒါကြောင့်မလို့စန္ဒကိုတိတ်ခါနဲ့ထင်းကြပါเนาะမိမိတို့ရဲ့เนาะစန္ဒလည်းတစ်ခုကြောင်းနေမိမိတို့ရဲ့တိတ်ခါအတွက်เนาะဘယ်ရာရာကိုစွန့်လို့ပြီးတော့ဖောက်ပြန်လိုက်မယ်ဆိုရင်တော့ဖြစ်တဘောအလုံးဤဆက်ရတတ်ပါလေเนาะဘောအလုံးသူများမျက်နာရှုံတဲ့နှာခေါင်းရှုံတဲ့ဘောကနေနေထိုင်ရမယ့်အခြေအနေကိုရောက်ရှိမှပြီဖြစ်ပါတယ်အခုဒီဟာဦးရဲ့အခြေအနေကတစ်ခက်မှပြန်လဲပြီးတော့ เนาะကျွန်တော်မကယ်ရင်ခွေးဖြစ်မဲ့ဘွားကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်ခက်ခက်မှာကလေဒီဟာဥကတော်တော်လေးကိုစိတ်နာနေပြီเนาะအဲ့ဒါတော့မှာကျွန်တော်ဒီဟာဥရဲ့ဟောက်ပြန်တဲ့ကိစ္စကိုเนาะသူသားလေးပြီးသွားလို့ရှိရင်တော်တော်လေးကိုစိတ်ခံစားအောင်ဆုလို့เนาะစိတ်တန်ရီထပ်ပြီးတော့ရမှာဆိုတဲ့အတွက်เนาะခက်ခက်မှာခင်ဗျာမှာဖုံးပြနေရတာအင်တန်မှာဝမ်းနေဘူးကောင်းပါလေဒီလိုချိန်မှာပဲเนาะကျွန်တော်တို့မင်းငယ်ဘက်ကနေလေဒီဟာဥနဲ့ခက်ခက်မှာကိုဒီဟာဆွဲပြီးတော့သူ့ရဲ့နင်းနာမှုအတွက်เนาะ ခန္ဓာကိုယ်ပြည့်စုံမှုတွာရောကြီးတွေတောင်းပန်တွာလုံးဆောင်နေပြီလည်းဖြစ်ပါရည်ဗျဒီဟာဝင်တဲ့ကိစ္စမှရချင်းတွေကတော့လုံးဝလုံးဝပြန်လဲကောင်းဖို့တွာမချင်နိုင်တော့မဲ့အခြေအနေမှာရှိနေပါပြီတတိတော်မိသွားခရတာပါ အခုကခက်မှာကိုဒီဟာဥယေမင်းငယ်ဖြစ်တဲ့ကျေစင်ကအသေးလုတ်ပါပြီကျေစင်ကသူမိပါနှစ်ပါးကိုခေါ်လာပြီးတော့ဒီဟာဥနဲ့ခက်ခက်မှာကို သူ့ကိုတာဝန်မယူလို့ဆိုပြီးတော့တရားဆွဲပါပြီသူသမီးကို ကာမလိန်လဲခဲ့တယ်ဆိုပြီးတော့ ဂျေစီရဲ့အမေနဲ့အဖေက လာပြီးတော့ငွေညှစ်တဲ့သဘောပေါ့။တစ်ဖက်မှာလေအသားဖြစ်သူကလေငယ်စဉ်ကကလေးကပင်စိတ်ဒဏ်ရာတွေနဲ့ကြီးပဲသူ့မေနဲ့အဖေပေါ်မှာရှိနေခဲ့တော့သူ့မေရဲ့စကားကိုနားထောင်ဖို့မပြောနဲ့ဗျာ။ကောင်းမလေးတောင်ထားခဲ့သေးတယ်နော်။ကောင်းမလေးထားတာတော့ကောင်းမလေးနဲ့ယူမယ်လို့တော့ခက်ခက်မှခမရမှာဒီဟာဦးကိုသူအရယူခဲ့တယ်လို့မျိုးပဲသူစီကနေ သူသားလေးနဲ့နေထိုင်ရတာတနစ်တောင်မချသေးဘူးခုလိုမျိုးဆွဲထုတ်ခံရတော့မှလားဆိုပြီးတော့သူသားကလေးသူနဲ့လာမပတ်သက်ဘူးတရပီဒီရဲ့သူ့အပေါ်မှာစိန်ရပြီးတော့နားလေမှုတွေလွဲနေတာဖြစ်တဲ့အတွက်ခက်ခက်မှာကတော့အတော်လေးကိုလောကဒဏ်ကိုမခံနိုင်တော့ဘဲနဲ့အသက်တောင်ပြစ်ဆက်ရမယ့်နေထားမှာရှိနေတာပဲဖြစ်ပါရဲ့ခက်ခက်မှာနဲ့ဒီဟဝီအခြေအနေကဆက်လန်းဆုံးတဲ့အထိအဆင်မပြေတော့ပါဘူးဒါကြောင့်မလို့ယောက်ျားရီစင်ကျင်ကြပါ မမိဟာမမိအိမ်မှာရှိတဲ့ဇနီးဖြစ်သူနဲ့အဆင်မပြေရင်တော့နားလေမှုတော့သဘောထားကွဲလွဲမှုတွေရှိရင်တော့ဖောက်ပြန်မှုတို့ကတော့မကြိုးစားကြပါနဲ့ဖောက်ပြန်မိပြီဆိုရင်အဲ့ဒီနိုးနေကနေပြန်လေယုံထက်မှုဆိုတာကလုံးဝလုံးဝခက်ခဲသွားပါပြီနော်အခုကမရင်ငယ်တွေတတော်များများကပိုင်းရှင်ရှိမှန်းသိရတာနဲ့မရှောင်ချတာများတယ်အထူးသဖြင့်တော့နော်မမိတို့ရဲ့ပစ္စည်းဥစ္စာကိုမက်လို့နော်အခုလိုမျိုးချီးကကြတာကချင်းကကြတာကများပါတယ် ဒါကြောင့်မလို့နော်လုံးဝမဖောက်ပြန်ချပါနဲ့ဖောက်ပြန်မိပြီဆိုရင်အဲ့ဒီနုံတွေကနေထွက်ဖို့တော့လုံးဝလုံးဝကိုခက်ခဲသွားပါလိမ့်မယ်အမောက်ကိုပြန်တိလို့နော်အမှန်ကိုပြန်လဲပြင်စင်တော့ပေါဝင့်ခြင်းမှာမိမိကိုဘလို့မျက်လုံးတွေနဲ့ကြည်နေကြမလဲဘေးတကကျတော့ဖောက်ပြန်နေသူကခဏခဏဖောက်ပြန်မှုတော့ဝင်လေးတာမဟုတ်ဘူးဒါကြောင့်မလို့မမိဆန္ဒကိုမမိတိတ်ခါနဲ့ထိန်းချပါအခုဒီဟာဦးလေအဲ့လိုမျိုးဒုက္ခရောက်ပြီလေသူ့ကိုအပိုင်းတတ်ထားတဲ့ကျဲစင်က ူနဲ့ခက်ခက်မှာခွေးဖြစ်အောင်တရားဆွဲဆိုပြီးတော့လုပ်နေပါပြီเนาะချင်းနေကတော့မဟန်တော့ပါဘူးဒါကြောင့်မလို့ဒီဇာကားလေးကိုကြည်ကြအဖြစ်အင်းထောင်ပြူတဲ့သူတွေလည်းစောစောစီစီအင်းထောင်မပြူကြနဲ့မိမိမောင်ငွေကြီးအစီအပြေမှเนาะအချိန်ဒီတစ်ခုရောက်မှအင်းထောင်ပြူကြပါမဟုတ်လို့ရှိရင်ခုလိုမျိုးပြဿနာတွေဖြစ်လာနိုင်နေရောဂမနဲ့ချွေးမကြားကပြဿနာလေးနော်ဒီငန်းစာယူကြပါရောဂမတွေဟာလေချွေးမတွေအပေါ်မှာဆိုရင်ရဟန်းနိုင်ချင်တာပဲနော်တမဲနဲ့ရောဂမအဆင်မပြေတာတော့ရှားပါတယ် တမက်ကိုကြတော့မျက်နှာသာပေးတယ်เนาะအဓိကအကြောင်းရင်းတော့ကိုရီသမီးမျက်နှာငယ်ရမှာဆူလို့ကိုရီသမီးဒုက္ခရောက်မှာဆူလို့အထာခံရမှာဆူလို့เนาะကျွန်တော်တို့တမက်ကိုမျက်နှာသာပေးကြရီเนาะချွေးမတွေကိုကြတော့သားရှင်ဖြစ်နေတာဖြစ်တဲ့အတွက်เนาะငါးသားလူချွေးလို့စားရတာငါးသားเนาะထားသလိုနေငါတို့ထားသလိုနေအဆရှိပြီပေါ့ဗျာသားရှင်ဆိုတဲ့အတိုင်းเนาะငါးသားထားခင်နေခဲ့ရမယ့်သူဆိုတဲ့မမိသမီးလို့ကိုချင်းမစားပင်နဲ့ဆက်ဆံတဲ့သူတွေကများပါတယ် เนาะဒါကြောင့်မလို့ယောက်ခမာတွေကြောင့်ပဲသာသမီတွေရဲ့အင်ထောင်ကြီးပြရတာလည်းအများကြီးရှိတယ်ဒီဇာကုပ်ကိုကြည်ချင်အပြည့်ပြညာယူကြပါမိမိမှာအဆင်မပြေဘဲနဲ့ခုလိုမျိုးအချစ်ကိုပဲဦးစားပေးပြီးတော့အင်ထောင်ပြုတ်လိုက်ပြီဆိုရင်မိမိတို့မွေးလာမယ့်သာသမီတွေလည်းဘယ်လောက်ထိထိဥက္ကရောက်လဲဆိုတော့ဒီဇာကားကိုကြည်ချင်အပြည့်တင်ကားစာယူကြပါနော်မော်ရယ်အေဂျင်စီဖခင်ကြီးဖြစ်တဲ့ဂျွန်လင်ကိုစစ်ကောင်စီကဖမ်းဆီးလိုက်ပါပြီဖမ်းဆီးရတဲ့အကြောင်းအရာလေးတော်တော်လေးအောင်းအိုးဖို့ကောင်းပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ပြပမှရှိတဲ့ဆိုလိုချမ်းချမ်းရဲ့ ပစ္စည်းတွေကိုဝယ်ယူလို့ဆိုပြီးတော့ဖန်စီလိုက်တာပဲဖြစ်ပါတယ်เนาะအင်ဂျင်နဲ့ပတ်သက်ပြီးတော့ပစ္စည်းတွေဝယ်ယူလို့ဆိုပြီးတော့ဖန်စီလိုက်တာပဲဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါအပျော်ကြီးပျော်နေတဲ့သူကเนาะကျွန်တော်တို့ဒီခိုင်နှင်းဝင်နဲ့သူ့ရဲ့ယောက်ျားပဲဖြစ်ပါတယ်အခုလိုမျိုးဂျုံလေးအဖန်ခိုင်ရမှုနဲ့ပတ်သက်ပြီးခိုင်နှင်းဝင်ရဲ့ယောက်ျားစင်မြင့်အောင်ကတော့တော်တော်လေးကိုတော့ဒါပြည်သူတွေစိတ်တူရလောက်တဲ့အထိပြောသွားတာအင်မတန်မှဇရိုက်ဆန်လုံးပါတယ်ဂျုံလေးဟာခိုင်နှင်းဝင်ကเนาะငွေမှားလွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြန်မပေးလို့ ဒါခိုင်နှွေဝေကိုဝေဖန်တဲ့သူတွေထဲမှာထိတ်ဆုံးကပါပါတယ်ဆိုတော့ဇင်မြောင်နဲ့ခိုင်နှွေဝေကတော့အခုလိုမျိုးဂျွန်လွင်ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အတော်လေးကိုပြောနေတာဗျတချို့ကတော့ခိုင်နှွေဝေကိုစောကားလို့ခိုင်နှွေဝေကဘူးမှုချုပ်တယ်နဲ့ပူပေါင်းပြီးတော့အခုလိုမျိုးဂျွန်လွင်ရဲ့အကြောင်းကိုနော်ဒါသူရဲ့ activity တွေကိုစုံစမ်းပြီးတော့ဖန်ခိုင်းတာလို့ကျွန်တော်တို့သတင်းတွေရထားပါတယ် ခိုင်နီဝေယောက်ျားအခုဂျွန်လွင်အဖက်ခံတိကိစ္စနဲ့ပတ်သက်ပြီးပြောလဲဆိုရင်ချန်တီးကြွေခိုက်တဲ့ဂျီနင်းခိုက်ဖြစ်တယ်လို့ပြောလာပါတယ်နော်ခိုင်နီဝေဟာစစ်စေးဂိတ်တွေဖြတ်ရင်တော့တဲ့လမ်းစင်းလျှောက်ပြီးတမန်နေထိုင်တဲ့တမန်အယတာပြည်သူတယောက်ဖြစ်တယ်လို့ချစ်တူဖြစ်တဲ့ဇမီအောင်ကပြောပါရယ်ပြီးတော့ဒီဖြစ်ဖြစ်ဟာတဲ့ ထန်သေးကြွေခိုက်နော်ជីနင်းခိုက်ဖြစ်ပြီးဒူမဟာဘသူ့ကိုမှမပိုင်တယ်လို့ဘသူ့ကိုမှ6သွန်းတက်တဲ့သူမျိုးမဟုတ်ဘူးလို့ဇင်းမြောင်ကထပ်ပြောပြန်တယ်ဇွန်လီဟာမေလ၄ရက်နေ့ဘန်ကောက်ကပြန်လည်ရောက်ရှိလာပြီးနောက်ဖန်စီဆစ်ဆစ်ခံရတယ်လို့သိရပါတယ်စရိုကလိုမျိုးဂျွန်လင်ဖန်ခိုင်မှုနဲ့ပတ်သက်ပြီးတော့ခိုင်နှွေဝေကိုစော်ကားလို့အခုလိုမျိုးဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့ခိုင်နှွေရဲ့ယောက်ျားတော်မွိုင်းကြီးဇမီအောင်ကပြောသွားခဲ့တာပဲဖြစ်ပါတယ်။အခုလိုမျိုးဂျွန်လင်ဖန်ခိုင်မှုနဲ့ပတ်သက်ပြီးတော့ခိုင်နှွေပေါဝင်ပတ်သက်နေတဲ့စရိုကတော့လုံးဝလုံးဝတီချသွားပါပြီ